မြန်မာစတားချင်းဆိုပြိုင်ပွဲမှာဒိုင်းနေမမြင်ရတဲ့နောက်ကွယ်ကအကြောင်းရင်းတွေကိုတစ်ချက်ချင်းဖွင့်ချနေတဲ့ခင်ရတနာဆိုမြန်မာနိုင်ငံမှာခက်ဆက်ဆက်တချင်းဆိုပြိုင်ပွဲတွေရှိပေမယ့်မြန်မာစတားချင်းဆိုပြိုင်ပွဲကတော့မကြာခဏပြဿနာတွေဖြစ်ပေါ်လို့ရှိပါတယ်။တွင်ခဲ့တဲ့နှစ်ကပြုတ်လုခဲ့တဲ့ season 2မှာလည်းဒိုင်းတယောက်ပြတဲ့အစရောကြီးမိခလာကဒိုင်းဖြစ်ကနေနှုတ်ထွက်သွားခဲ့ပြီးတော့ဒီနှစ်မှာလည်းဒိုင်းနေမကြာခဏပြောင်းနေတာကိုပြည်သူတွေကသတိထားမိကြပါတယ်။ခင်ရတနာဆိုကလည်းမြန်မာစတားမှာဒိုင်းလုံးနေရင်ကနေနှုတ်ထွက်လိုက်တာဖြစ်ပြီးတော့မြန်မာစတားပြိုင်ပွဲရဲ့နောက်ကွယ်မှာဘလို့ကြိုးကန်ထားတာတွေရှိလဲဆိုတာကိုအားလုံးသိအောင်ပြပြလိုက်ပါရစေ။ မစတာပြိုင်ပွဲမှာဆုရတဲ့ပြိုင်ပွဲဝင်ကို3200ပေးမယ်ဆိုတာကြောင့်ရှင်းနိုင်တဲ့သူတွေကများပါတယ်။ဒါပေမဲ့အတိုင်းတွေကပြိုင်ပွဲဝင်တွေကိုဂီတနစ်စနစ်တွေနဲ့အကက်ဖြတ်ပြီးတော့ရွေးချယ်ခွင့်မရှိပဲတရက်ကို၈ရောက်ခန့်သာရွေးချယ်ခိုင်းတာပါ။တရက်ကိုအယောက်ပေါင်းရာချီပြီးတော့လာရောက်ရှင်းနိုင်ကြသူတွေထဲမှာတကယ်အချင်းရှိတဲ့သူတွေလည်းပါဝင်ပါတယ်။တခြားပြိုင်ပွဲတွေမှာတိုင်းတွေကအချင်းရှိတဲ့သူဆိုရင်နောက်တစ်ဆင့်ကိုရွေးချယ်လို့ရှိပေမဲ့ဒီပြိုင်ပွဲမှာတော့သတ်မှတ်ထားတဲ့လူအရေးတက်ကိုပဲခေါ်ခွင့်ပေးထားပါတယ်။ဒါကြောင့်အချင်းအပြည့်နဲ့လာရောက်ရှင်းနိုင်ရင်လည်းတရက်ကိုလူ၈ရောက်ပဲရွေးတဲ့အကြောင်းခေရနာဆိုးကအားလုံးသိအောင်ပြောပြလိုက် ပါတယ်။အများမြမတော့အခင်နာဆိုးနဲ့အကိုကိုကဘာရည်ချင်းတွေရှိနေလို့လူအများကြီးကိုဖြုတ်ပြတာလဲဆိုပြီးဝေဖန်ကြပေမဲ့နောက်ွယ်မှာကန့်သတ်ထားတဲ့လူတွေအကြောင်းကိုတော့ဘယ်သူမှမသိခဲ့ကြပါဘူးရှင်။ဒါတွေမကသေးပဲမြမစတာပြန်ပွဲမှာသူတို့ရဲ့ team ကနေပြီးတော့တည်တံ့ရွေးချယ်တာလည်းရှိပါတယ်။ပြန်ပွဲဝင်ကအရည်ချင်းရှိပေမဲ့လည်းအိမ်အောင်ရှိနေတဲ့ဆိုရင်ဗိုလ်တီမရမှာကိုစိုးရင်အကြောင်းနောက်တစ်ဆင့်ကိုမခေါ်တော့ပဲခြံနာခဲ့တာတွေလည်းရှိတယ်လို့ဆိုပါတယ်။အစိုးပညာမှာအရည်ချင်းရှိတဲ့သူကိုရွေးချယ်ဖို့ထက်ဗိုလ်တီမြန်မြန်ရဖို့ကိုပဲရွေးထားတဲ့ဒီပြန်ပွဲရဲ့အကြောင်းတွေကိုခင်နာဆုကပြောပြလိုက်ကြပါလို့ ွန်ခဲတဲ့ရက်ပိုင်းကလည်းကချင်ပြည်မုံဝင်တယောက်နဲ့ဒိုင်းနေအနေငယ်နားလည်မှုလွှဲမှာခဲ့ပြီးတော့ကင်နလာစိုးကနှုတ်ထွက်သွားခဲ့လို့အန်ဂူကိုတယောက်ချဲပဲကြံခဲ့ပါတယ်။အဲ့ဒီပြည်မုံဝင်ကအင်္ဂလိပ်တချင်းနဲ့ရှင်မြန်ပြီးတော့အစမပြေတာကြောင့်မြန်မာတချင်းနဲ့ပြန်ခိုင်းခဲ့ပါတယ်။ဒါပေမဲ့ပြည်မုံဝင်ကမကြေနပ်ပဲသူ့ကိုရွေးတင်ကြောင်ပြောတာကြောင့်ဒိုင်းနေလည်းရွေးချယ်ရခတ်သွားခဲ့ပါတယ်။တကယ်တမ်းထုံလွှမ်းတဲ့အချိန်မှာအင်္ဂလိပ်လိုသီဆိုထားတဲ့အပိုင်းကိုပဲထုံလွှမ်းပြီးတော့မြန်မာလိုသီဆိုထားတဲ့အပိုင်းကိုတော့တိကျပေးရမှာစိုးရင်လာကြောင်ခြံထားခဲ့ပါတယ်။ဒါကြောင့်ကြည့်ရှုတဲ့သူတွေကတော့ဒိုင်းနေကိုပဲအပြစ်တင်ခဲ့ကြပြီးတော့ဝေဖန်မှုတွေများခဲ့ပါတယ်။နောက်ကွယ်မှာဒီလို ိုအချက်တွေရှိလို့အကက်ဖြတ်တိုင်းတွေကတင်းရပီတောင်နှုတ်ထွက်သွားကြတာပါရှင်။ရေပကောင်ဝင်လည်းနှုတ်ထွက်သွားပြီဖြစ်တယ်လို့အဆိုင်စီကလည်းတင်းရပန်တိုင်းလုပ်ပေးပါရယ်။တခြားအကက်ဖြတ်တိုင်းတွေလည်းတင်းရပီတောင်နှုတ်ထွက်သွားခဲ့ပြီဖြစ်ပြီးအန်ကိုကိုတင်းအောင်ချေပဲကြံပါတော့ရယ်။ခေတနာစုကစံဝင်းကိုတီထောင်ထားသူဖြစ်တာကြောင့်ကိုပိုင်အလုတ်ကိုလည်းအချိန်ပြဖို့လိုအပ်လို့တိုင်းဆက်မလုပ်ဖြစ်တော့တာပါ။အရင်ကတော့အဆိုင်နဲ့ဖြုတ်ပြရင်တင်းညကို30အထိအနုပညာရှင်ရပါရယ်။အခုဆိုရင်တော့တင်းညကို30 80 80ခံရပြီးတော့တချို့ပွဲတွေဆိုရင်30 120အထိရတဲ့ပွဲတွေတောင်ရှိပါရယ်။မြန်မာစတားမှာတိုင်းလုံးရတာကခေတနာ စုအတွက်အိဆက်ရတဲ့အလုပ်ကြောင့်ပိုလာသေးလို့နောက်ဆုံးတော့အတိုင်းဆက်ပြီးတော့မလုပ်ဖြစ်တော့ပါဘူးရှင်။တခြားတချင်းစုပြိုင်ပွဲတွေနဲ့မတူပဲမကြာခဏပြဿနာတက်လို့ရှိတဲ့ဒီပြိုင်ပွဲအကြောင်းကိုတော့လူအများကသိသွားကြပြီးဒိုင်းတွေလည်းနှုတ်ထွက်သွားပြီးမြေပြိုင်ပွဲဝင်တွေကတော့လာရောက်ရှင်ပိုင်နေကြဆဲဖြစ်ပါတယ်။တရင်ဆရာကြီးဦးရှန်ထွန်းကတော့ဒီလိုစီဝိုင်းဆမ်းမယ်ဆိုရင်စီဝိုင်းပဲလုပ်သင့်ပြီးဂီတလောကတွေကိုတော့ဝင်မလာသင့်တဲ့အကြောင်းမြမစတားကိုပြောလိုက်ပါပြီနော်။ဒိုင်းနေနဲ့ပြိုင်ပွဲဝင်တွေအပေါ်မှာမမြတ်မတတွေလုပ်နေတာကြောင့်ဂီတအစည်းအုံးကလည်းလစ်လို့မရှုထားသင့်ဘူးလို့လည်းဆိုပါတယ်။ မြန်မာစတားပြန်ပွဲမှာဒိုင်းနေမမြဲတာကြောင့်ဒီပြန်ပွဲကတကယ်ရောအောင်မြင်နိုင်မှာမလားခေရနာဆိုရောအရေးချင်းပြီးသွားတဲ့အချိန်ဖြစ်ခဲ့ရလားဆိုတော့ကိုမမပြောခဲ့ပါအောင်နော်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်